ယာယဒေဝမနုဿာသတိတံတိဋ္ဌံတိအဋ္ဌိကံတရထေတံဝိတ္တိကံခနောမှာဥပိစကခနာတိတာဟိသောစံတိနိရိယမိတမပိတာယာယဒေဝမနုဿာသတိတံတိဋ္ဌံတိအဋ္ဌိကတဲ့အဓိပ္ပာယ်ကဘာပြောဆိုနတ်နတ်တဝါသောဟောရီတတ္တဝါတွေနတ်တေမြမာတွေလူတွေပေပုံသားရှိရှိသမျှတတ္တဝါတွေလောဘဆိုတဲ့နှုတ်ဖြစ်ခြင်းနဲ့ရခြင်းနဲ့နေခြင်းနဲ့ ဖတ်တွေ့ထားမှုမစွန့်လွတ်နိုင်မှုညှိကပ်မှုမျက်နှာမှုဟုတ်လားဒီလောဘလေးကိုပဲမှီပြီးတော့ဖြစ်နေကြလားပို့ပြီးတော့လေးနေတဲ့စကလုံးသုံးပြီးတော့ပြောရရင်တတ္တဝါတွေကလောဘကြောင့်ကိုပဲဖြစ်နေတာတဘွားပြီးတဘွားဖြစ်နေတာဘာကြောင့်ဖြစ်နေတာတော့လောဘကြောင့်ဖြစ်နေတာအဲ့ဒါကိုဒီမှာလောဘကိုမှီပြီးတော့ဖြစ်နေကြတယ်တဲ့တတ္တဝါတွေကအဲ့ဒီလောဘမချုပ်သမျှဘဝမချုပ်ဘူးဘဝမချုပ်သမျှဒုက္ခမချုပ်ဘူး ကျွတ်တို့ကြောက်လန့်တဲ့ဒုက္ခတွေအကုန်လုံးကဘဝမှာမိပြီးတော့ဖြစ်တယ်။အဲ့ဒီဘဝကလည်းလောဘမှာမိပြီးတော့ဖြစ်တာပဲ။တော့ဒုက္ခငြိမ်းချင်တဲ့ဆိုရင်ဘဝငြိမ်းမှရမယ်။ဘဝငြိမ်းချင်တဲ့ဆိုရင်လောဘငြိမ်းမှရမယ်။အဲ့ဒါကိုပြောတာမြတ်စွာဘုရား။ဇာယတေဝမနုဿာသီတတေထံတိအထေကတရထေတံဝိတ္တိကံတကူလုံးမှာအစိတ်လိုနှံ့ပြီးပြန့်နေတဲ့အဲ့ဒီလောဘဆိုတဲ့ရေအရင်ကိုလွန်မြောက်အောင်ကုခတ်ကြ။ဥပမာလေးအထက်ထက် ပါတယ်လို့ဆိုရမယ်เนาะလောဘကိုအမြဲတမ်းစီးဆင်းနေတဲ့ရေအရင်အဲ့ဒါကိုလွန်မြောက်အောင်ကူးနိုင်မှဒုက္ခကငြိမ့်မယ်ပေါ့နော်အဲ့ဒါကိုတရထေတံဝိတ္တိကံဒီလိုလုံးအစိတ်လိုပြန့်နေတဲ့ဒီလောဘရဲ့လက်ကနေလွန်မြောက်အောင်ကူးခတ်ကြရတယ်